စကိုင်းမြို့မှာဆက်ရန်နေရအခက်အခဲတွေကြောင့်ပြိုကျပျက်စီးခဲ့တဲ့နေအိမ်အဆောက်အဦတွေကိုဖယ်ရှားရှင်းလင်းဖို့ကြန့်ကြာနေတယ်လို့လူမှုကွန်ရက်အသင်းတာဝန်ရှိသူကပြောပါရယ်။အောင်ခန့်သတင်းပေးပို့ထားပါရယ်ရှင်။စကိုင်းနိုင်ကိုပို့ပြပြီးလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်စကိုင်းမြို့ပေါ်22ရပ်ကွက်နဲ့မြို့နယ်ရင်းကကြေးရွာဒီမှာနေအိမ်ဆောက်အုံတွေတရာရာခိုင်နှုန်းနီးပါးထိခိုက်ပျက်စီးခဲ့ပါတယ် ရှာဝေကယ်ဆယ်ရေးလှုပ်ဆောင်ရမှာတည်ဆုံးသူ900နီးပါးနဲ့ထိခိုက်ဒဏ်ရာရှိသူ1000ကျော်ရှိခဲ့ပါတယ်။လက်ရှိမှာလည်းရှင်းလင်းလုပ်ငန်းတွေလှုပ်ဆောင်ဖို့ဆက်ရင်းများခက်ခဲတယ်ရှိနေပါတယ်။ကျောင်းတွေရောအိမ်တွေရောပြည်စည်းမလုံနိုင်ကြရတယ်အများကြီးပဲ။ဟုတ်အစိုးရကသာမတော့လက်ရှိသတိုင်းတိုင်းဟိုကောင်းစီအဖွဲ့ဝင်တွေကတော့ဟိုသူတို့ဖြတ်ဖြတ်ပေးမလားကိုယ်စီစဉ်နေကိုဖြတ်ရမလားဆိုတဲ့ဟာကိုတော့မှအခုချိန်ကြီးကျွန်တော်တို့ပြေချာတဲတဲကောက်ကမသိရသေးဘူး အစိုးရဘက်ကလုံတော့လုံပေးမယ်ကြာမယ်ပေါ့ဗျာအစိုးရလုံအစိုးရလုံဆောင်ချက်ကိုစောင့်မယ်ဆိုရင်တော့ကြာမယ်ပေါ့ပြောချင်တာကသခိုင်းညို့ညို့ညို့ရဲ့သက်ဆိုင်ရာအစိုးရအဖွဲ့မှာဆိုင်ရန်များမရှိဘူးကျွန်တော်ပြရတော့ကမြန်မာကကျွန်တော်တို့သခိုင်းအစိုးရအဖွဲ့မှာတော့အဆိုင်ရန်များမရှိဘူးပဲကျွန်တော်သုံးရမှာပဲနားပေါ့ဗျာဆိုင်ရန်များမရှိတော့ရှင်းလင်းလက်မဖြစ်ရောက်ဘူးပေါ့သခိုင်းညို့မှဇေယီပတ်ချလဲလို့တော့သူ့ဖြတ်ရှင်းလင်းပြီးတော့လောက်သွားပြီ ဆိုတော့သာရက်ွက်တွေရက်ွက်တွေအဲ့ဒါတွေရောခုချိန်လေးဒါကိုမကြည့်ကြသေးဘူးပြန်အပြင်းငလင်းတန်းကြောင့်ဖျားကြောင်ဇေဒီတွေစာတင်တိုက်တွေနဲ့အတူသီလချင်းကြောင်းတွေဝါထိခိုက်ပျက်စီးခဲ့ပါတယ်။ဇကိုင်းငလင်းကြောင်သီလချင်းကြောင်းဆောင်မြေခတ်ပြူကြပြီးရှာလေးတစ်ပါးနဲ့ဒကမတစ်ယောက်တေဆုံးခဲ့တဲ့ပြင်ရှာလေးနှစ်ပါးဆေးုံတစ်ယောက်ကုသနေရတဲ့သီလချင်းကြောင်းဆောင်ဟာဒီကနေ့အထိရှင်းလင်းမလုဆောင်ရသေးဘူးလို့ချမ်းသာတုခတ်ကြောင်းတိုက်တာဝန်ရှိသူကမိန့်ပါတယ်။ ရှင်းရှင်းလေးလို့မပြီးသေးဘူးကြာဆရာလေးတို့လေရှင်းမို့ရလဲဆရာလေးတို့မှမလွယ်သေးဘူးဆိုကြတော့အဲ့ဒါလည်းရှင်းကျင်တယ်ဗျဟိုဟာဆရာလေးကတော့အခုလောလောဆယ်နေချင်းနေတာတော့အဲ့ဆရာလေးကဝိုင်းကလေးအောက်မှာနည်းနည်းညင်ချင်းလေးတဝိုင်းရှိတာအဲ့မှာပဲဓမ္မရင်းကြီးအောက်မှာပဲနေရတယ်ဗျအပေါ်မှာအကြောင်းဆောက်ထားတဲ့နေရာတော့မရှင်းလင်းရသေးဘူးဆိုနေလို့လည်းမဖြစ်သေးဘူးဗျ စကိုင်းရက်ွက်တွင်ကငလင်းတန်ခံစားရတဲ့ပြည်သူတွေဟာရှင်းလင်းလှုပ်ဆောင်အောင်မှဆက်ရင်းရခက်ခဲတွေကြောင့်ကြံ့ကြံ့လာနေတဲ့ရင်ဆိုင်နေရပါတယ်။နေအိမ်ဆောင်ဦးတွေကိုဖြိုချပျက်စီးဖို့ဆက်ရင်းရမရှိတာကြောင့်စကိုင်းနေထားအရာနလန်တူဖို့ခက်ခဲနေမယ်လို့မြေပြင်ကွင်းစင်းပြီးကိုယ်တိုင်သွားရလှူဒန်းပေးနေသူတွေကပြောပါတယ်။ အချို့ကြဖို့ကတော့ဒီကြောက်ဆယ်ရန်ကလိုတယ်ဆယ်ရန်ကသူတို့အင်အားမတက်နိုင်လို့ပေါ့နော်တချို့နှစ်ထပ်ခွဲလောက်ရှိတဲ့တိုက်ဆိုရင်ဖြတ်ခရင်ဒိမ့်တရာကြေကျော်လောက်တောင်းတယ်အဲလိုဆိုတော့သူတို့ကဒီကြောက်ဖြတ်လို့မရဘူးသူတို့ဖြတ်ဖို့မပြောနဲ့အဲဆောက်ဖို့မပြောနဲ့ဖြတ်ဖို့တောင်းလို့ပတ်တမ်းမရှိဘူးပေါ့နော်တချို့ကြောက်လဲတိုက်ကြီးနေတာနေတာလေးစီးပွားရေးအခြေမခိုင်တဲ့အခါကျတော့ဘယ်လိုကောင်ပြန်တိောက်ဖို့တော်တော်ခက်ခဲသွားပြီပတ်စံအောင်တကယ်ရှိရတူတော့ပဲ ဆက်ရှင်းပြီးဖြေနိုင်တာပေါ့နော်ဒီပြန်လဲဒီဆောင်ရေးအတွက်အဲ့လိုဖြတ်ပြီးမဲ့အဖွဲ့တွေရောက်လာရင်တော့ကောင်းနေရအဲအကောင်းဆုံးကတော့ဆက်ရန်နေရအကြီးတွေနဲ့အဲ့လိုသူတို့အရင်ဆုံးမဆောက်နိုင်တော့မှအရင်ဆုံးဖြတ်ပြီးလဲပေါ့လူနေလို့ရအောင်ဆက်ရန်နေရမရှိတာတော့သိကြတယ်ဗျာမရှိဘူးမရှိဘူးအတိုင်းမိသားရဆိုရင်တော့ကျွန်တော်ထင်တော့သူတို့နလန်ထူဖို့တော်တော်ခက်ခဲလိမ့်မယ်ဗျာ မနက်ကမှအင်အားပြင်းငလင်လှုပ်ခတ်မှုကြောင့်စုစုပေါင်းတေဆုံးသူအရေးအတွက်4346ရောင်းနဲ့ထိခိုက်ဒဏ်ရာရှိသူ8830ရောက်ထိရှိလာပြီးလူ210ရောက်ပျောက်ဆုံးနေဆဲဖြစ်ကာကယ်ဆယ်ရရှိထားသူ653ရောက်ဖြစ်တယ်လို့ DBB ကဧပြီလ10ရက်နေ့ညနေ9:00အထိစုစည်းရရှိထားတဲ့အချက်အလက်တွေအရသိရပါတယ်ကျွန်တော်အောင်ခန့်ပါ